ကရော့ခံပစ္စည်းတွေနဲ့စူပါမားကတ်တွေမှာပြန်သွင်းကောင်းဝေရှာနေရတယ်လို့ဆိုလာတဲ့ကျွန်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာတွေထဲမှာအလေးနက်ဆုံးနဲ့အလားပါဆုံးအစဉ်အလာတစ်ခုကတော့မိဘဆရာသမားတွေနဲ့တက်ကြီးဝါကြီးသူတွေကိုကရော့ခြင်းပဲဖြစ်ပါတယ်။အထူးသဖြင့်တည်င်းကျွတ်တစောင်းမုံးလို့အခကြီးရက်ကြီးတွေမှာဆိုရင်ဒီအလေးထားကပုံပြီးတော့အသက်ဝင်လာပါတယ်။ဒီလိုမျိုးကရော့ကြတဲ့နေရာမှာမြန်မာနိုင်ငံမှာကရော့ခံရဆုံးပုဂ္ဂိုလ်တအူးရှိပါတယ်။ သူကတော့မြန်မာနုပညာလောကရဲ့ခေါင်းကိုင်ဖခင်ကြီးလို့တင်စားခေါ်ပေါ်ကြတဲ့ Star and Model International ရဲ့ပဲ့ကန်ရှင်ဆရာကျော်လင်းပဲဖြစ်ပါတယ်။ ဒီနေ့မှလည်းထုံးစံအတိုင်းမှာပဲဆရာကျော်လင်ကိုလာရောက်ကြော့ခဲ့ကြတဲ့အမှုပညာရှင်တွေတပည့်တပန်းတွေကယာနဲ့ချီထောင်ထဲရှိရှိခဲ့ရာကြောင့်သူ့ရဲ့နေအိမ်မှာကြော့ကန်ပစ္စည်းတွေကတောင်လိုပုံနေခဲ့ပါတယ်။ဒီမြင်ကွင်းနဲ့ပတ်သက်ပြီးတော့ဆရာကျော်လင်ကသူ့ရဲ့တပည့်တအူးဖြစ်တဲ့တေဇာလင်းရောင်လာရောက်ကြော့တဲ့ချိန်မှာဟာတာနှောပြီးတော့ပြောခဲ့တဲ့စကားတခုကအခုဆိုရင်ဆိုရှယ်မီဒီယာမှာလူပြောများနေပါတယ်။ အဲ့ဒါကတော့ဒီပစ္စည်းတွေကိုစူပါမားကတ်ကိုပြန်သွင်းပြီးတော့ငွေရှာရတော့မယ်ဆိုတဲ့စကားပါပဲ။ဒါဟာတကယ်စီးပွားရှာနေရကိုဆိုလိုတာမဟုတ်ပဲ။သူ့ကိုလာကြတော့ကြတဲ့တပည့်တွေဘလောက်များသလဲဆိုတာကိုစစ်စနိုးနဲ့နောက်လိုက်တာလည်းဖြစ်ပါတယ်။တကယ်လည်းပြန်သွင်းနေရတာလည်းဖြစ်နိုင်ပါတယ်။ဂျွန်လင်ဟာသူ့ကိုလာကြတော့ကြတဲ့လူတွေများလုံးလို့အခုဆိုရင်ကမ္ဘာပေါ်မှာကတော့အခင်အားဆုံးလူသားအဖြစ်နဲ့ဂင်းနီကမ္ဘာစံချိန်တင်ထားရလို့တောင်အတိမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ဒါဟာသူ့ရဲ့ဩဇာလွှမ်းမိုးမှုနဲ့တပည့်တွေရဲ့ချစ်ခင်လေးစားမှုတွေကိုထင်ရှားစေတဲ့ က်သေးပါပဲ။ဘာကြောင့်ဂျုံလင်ကဒီလောက်တောင်ကြောက်ခံရတာလဲ။သူ့ရဲ့အောင်မြင်မှုရဲ့နောက်ကွယ်ကအကြောင်းရင်းကပါလဲ။အဖြေကတော့ရှင်းပါတယ်။သူဟာမြမအနုပညာလောကအတွက် king maker တယောက်ဖြစ်နေလိုပါပဲ။လက်ရှိဘိတ်ကားထက်မှာနာမည်ကျော်ကြားနေတဲ့ထိတ်တန်းအမင်းသားအမင်းသမီးတွေဖြစ်ကြတယ်။မိုးဟေကိုမြင့်မြတ်မင်းမြင့်မို့အေးချမ်းမောင်အပါဝင် အောင်မြင်နေတဲ့အမှုပညာရှင်60ရာခိုင်နှုန်းလောက်ကသူ့ရဲ့ Star and Model Agency ကနေမွေးထုတ်ပေးလိုက်တဲ့ကျယ်ပွင့်နေပါ သူဟာအနုပညာရှင်တွေကိုပညာသင်ပေးရုံသာမကသူတို့ရဲ့အနုပညာလမ်းခရီးကိုပုံဖော်ပေးပြီးတော့အောင်မြင်မှုရဲ့ထိပ်ဆုံးကိုရအောင်လမ်းပြပေးခဲ့တဲ့ဆရာတစုဖြစ်ပါတယ်။ဒါပေမဲ့တပည့်တွေကသူ့ကိုချစ်ခင်လေးစားတာဟာအောင်မြင်မှုကိုဖန်တီးပေးလို့တခုတည်းကြောင့်တော့မဟုတ်ပါဘူး။သူဟာဆရာကောင်းတယောက်နဲ့ပီးသားတဲ့စိတ်ဓာတ်နဲ့တပည့်တွေပေါ်မှာထားတဲ့စေတနာကြောင့်လည်းဖြစ်ပါတယ်။ဟိုတလောကပဲသူ့စီကိုလာကြော့ခဲ့တဲ့ထိတ်တန်းမင်းသားတယောက်ဖြစ်တဲ့မြင့်မြတ်ကိုစုံမစကားပြောခဲ့တာကတာရကပါပဲ။သူကမြင့်မြတ်ကိုအနု ပညာအလုပ်တစ်ခုရဲ့နဲ့ယက်တီလုံးမရဘူးအနှုပညာကနေအနားယူတဲ့အချိန်မှာဘဝယက်တီနိုင်ဖို့အမှန်ပြတ်နေနိုင်ဖို့အတွက်ကိုပိုင်စည်းဝါးရေးတစ်ခုကိုလောက်ကင်ထားတဲ့နေလို့ဘဝအမှားခံချက်အတွက်လမ်းညွန်ခဲ့ပါတယ်ဒါအပြင်မိသားစုကိုတန်ဖိုးထားဖို့ဂယူးဆိုင်ဖို့ကိုလည်းအမြဲတမ်းဆုံးမလေးရှိပါတယ် ဒီလိုမျိုးတပည့်တွေရဲ့အနုပညာဘဝအတွက်သာမကတဘောအလုံးစာအတွက်ပါရှေးရီးကိုကြည်ပြီးတော့လမ်းပြဆုံးမတတ်တဲ့စိတ်စေတနာတွေကြောင့်ပရိသတ်တွေကသူ့ကိုမိဘအရင်တပ်ဖွဲ့ဂျေဇုရှင်ဆရာတဆူအဖြစ်နဲ့လေးစားချစ်ခင်နေကြတာပါဒါကြောင့်မလို့ဂျွန်လင်တယောက်ကရော့ဂန်ပစ္စည်းတွေနဲ့စူပါမားကတ်ကိုပြန်ရောင်းနေရတာကသူ့ရဲ့အောင်မြင်မှုတက်တေတစ်ခုပါပဲ တပည့်တွေရဲ့ဘဝကိုအောင်မြင်အောင် ပြောထောင်ပေးခဲ့တဲ့ဆရာတယောက်ပေါ်မှာတပည့်တွေကဂျေဇုဆက်ရင်နဲ့ချစ်ချင်းမြတ်တာတွေပြန်လဲပေးအပ်နေတယ်။မြင်ကွင်းကတော့မြမယဉ်ကျေးမှုရဲ့အလားပါဆုံးပုံရိပ်တီတွေကတကုဆိုရင်လည်းမှားမင်မဟုတ်ပါဘူး။ပရိသတ်တို့အနေနဲ့ရောမြန်မာနိုင်ငံမှာကြော့ခံရဆုံးလူသားဖြစ်နေတဲ့ဆရာဂျုံလေးပေါ်မှာဘယ်လိုမြင်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုဂျေဇုတင်ပါတယ်ရှင်။